င်ဆက်မှာရှိတဲ့ဒုက္ခသည်စကမ်းတွေမှာခေါလုံနေတဲ့မြန်မာနိုင်ငံသားတွေကိုထိုင်းမှာတရားဝင်အလုပ်လုပ်ခွင့်ပြုမဲ့အစီအစဉ်ကိုထိုင်းဝန်ကြီးချုပ်ကကြေညာခဲ့ပါတယ်။အော်တိုဘာတရက်နေ့မှာဝန်ကြီးချုပ်အန်ယူတန်ချန်ဗီယာဂူကအော်တိုဘာတရက်နေ့ကစပြီးနေဆက်ဒုက္ခသည်စကမ်းတွေမှာရှိနေတဲ့မြန်မာနိုင်ငံသားတွေကိုသူတို့ခေါလုံနေထိုင်ရာစကမ်းတွေအပြင်ဘက်ထွက်ပြီးအလုပ်လုပ်ဖို့ကိုတနှစ်ကြာခွင့်ပြုပေးသွားမယ်လို့အတည်ပြုခဲ့ပါတယ်။ထိုင်းအစိုးရအနေနဲ့လူသားချင်းစာနာမှုအခြေခံမှုတွေကိုအလေးထားပြီး ထိုင်းနိုင်ငံမှာနေထိုင်စဉ်အတောအတွင်းထိုင်းရဲ့ဥပဒေစည်းမျဉ်းတွေကိုလေးစားလိုက်နာခဲ့တဲ့ဒုက္ခအသည်တွေကိုအခွင့်အလမ်းတွေဖန်တီးပေးချင်တာကြောင့်အခုလို ဆုံးဖြတ်ခဲ့တာလို့အန်ယူတန်ကပြောပါတယ်။တခြားတစ်ဖက်မှာတော့ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကြားကဆေးရေးပဋိပက္ခပြီးထိုင်းရောက်ရွှေပြောင်းလူသားတွေကိုအစိုးလိုက်အပြောင်းလိုက်ပြန်ခေါ်ခဲ့တဲ့ကမ္ဘောဒီးယားအစိုးရစီကိုထိုင်းအနေနဲ့လောက်အားလိုအပ်ချက်ရှိလာမှာမဟုတ်ကြောင်းတိကျတဲ့သတင်းစကားတစ်ခုပေးပို့လိုက်ခြင်းလို့လည်းဆိုနိုင်ပါတယ်။ထိုင်းရဲ့တတ်မှတ်ချက်တွေစီးမျဉ်းတွေကိုလက်မခံတဲ့သူတွေအတွက်တော့ ထိုင်းကလည်းဘာမှဖြေလျှော့ပေးစရာမလိုကြောင်းထိုင်းနဲ့ပြဿနာရှိနေတဲ့နိုင်ငံတစ်ခုအနေနဲ့ထိုင်းဟာလုံအားရင်းမြစ်ရော့ကျသွားတော့မယ်လို့အထင်မှားမနေသင့်ဘူးဆိုတာသတင်းစကားတစ်ခုပေးပို့လိုက်တာလည်းဖြစ်ကြောင်းအညူတင်ကကမ္ဘောဒီးယားကိုဓာတ်ရိုက်နာမည်မတက်ပဲမှတ်ချက်ပေးသွားပါတယ်။သူကထိုင်းအလို့ရှင်တွေဟာမြန်မာဒုက္ခသည်တွေကိုတတ်မှတ်ထားတဲ့အလို့သမားရေးရာဥပဒေတွေနဲ့ညီညွတ်တဲ့ဒုက္ခလားစားခံစားခွင့်တွေပေးအပ်လိမ့်မယ်လို့လည်းအမှခံခဲ့ပါတယ်။ထိုင်းရဲ့တရားဝင်အလို့သမားတွေဖြစ်လာတဲ့အတွက် တို့ကိုအကောက်အကွက်တွေပေးသွားမယ်လို့ဝန်ကြီးချုပ်ကဆိုပါတယ်။နေဆက်ဒုက္ခသည်စကန်ကုကုမှာခေလုံးနေတဲ့ဒုက္ခသည်တွေဟာထိုင်းနိုင်ငံမြောက်ပိုင်းအလဲပိုင်းနဲ့အရှေ့ပိုင်းကပြည်နယ်ပေါင်း53ခုမှာအလုံးလုံးခွင့်ရကြမယ်လို့ဆိုပါတယ်။ဒုက္ခသည်စကန်တွေဟာမြန်မာနဲ့နေဆက်တက်ပြည်နယ်ထဲမှာ3ခု၊မဟောင်းဆောင်မှာ4ခု၊ကဲချနာပူရီနဲ့ရချနာပူရီတို့မှာတစ်ခုစီရှိပါတယ်။အဲ့ဒီစကန်တွေမှာတရားဝင်ဒုက္ခသည်အဖြစ်အမှတ်ပုံတင်ပြီးခေလုံးနေထိုင်သူတွေထဲမှာ အလုံးလုံးနိုင်တဲ့အသက်အရွယ်ပိုင်းခြားရှိသူ42600တဦးထိ ပါဝင်တယ်လို့သိရပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားတို့ရဲ့နေဆက်စစ်ရေးပြည်ပခါကြောင့်ထိုင်းရောက်ကမ္ဘောဒီးယားရွှေ့ပြောင်းလုံသားအရေအတွက်တောင်းနေချီပြီးနေရက်ပြန်သွားခဲ့ရပါတယ်။အဲ့ဒီကိစ္စရဲ့နောက်ကွယ်မှာကမ္ဘောဒီးယားအစိုးရကအဖိအားပေးခဲ့တာကြောင့်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေခဲ့ပါတယ်ရှင်။